ခန်းဆက်လေးဤသို့အမိန့်ချမပြီးနောက်ပြိတ္တတို့လည်းဘေးမှရှိတော်မှဒေါသလေးရသွားကြပြီလေဂူပြင်းစုရောက်သောအခါမှဝိတ်တော်ရာမှထားသွားကြလေဤသို့ထွက်သွားကြသဖြင့်အဆောက်အအုံနေငယ်တို့သာကျင်းနေလေကျွန်တော်ဒီမောင်ဆောင်နိုင်အကြောင်းကိုဘယင်မအားပြောရင်ဖွင့်သားပြီးဟုအောက်မေ့၍ဒီလူဆက်ဆက်ရှိကြောင်းကိုဘယင်မအားပြောလေဘယင်မစိတ်ချပါမောင်ရေဒီရက်မှာဒီယောဂနဲ့ဒီအချိန်မှာတည်ယူမရှိပါဘူးတည်ခဲ့လို့ရှိရင်ညနေနေဝင်တည်ရောအချိန်ရောက်မှတည်မဲဖြစ်ပါတယ်ကဲ ီဂူတွင်ထူးဆန်းတဲ့အရာများအောင်မမြင်ရသေးဘူးကျွန်တော်လိုက်ပြမယ်ကြည့်မလားဟုမေးလေကျွန်တော်မှဘယင်မကိုချစ်ကြိုက်လျက်ရှိနေပြီဖြစ်၍သူမရဲ့ဘာနိုင်နေရလဲဘာကိုပင်လောက်ရစီတော့ဟုအောင်မေး၍ကြည့်ရှုလိုပါသည်ဟုပြောနေ၏ဘယင်မသည်တကယ်မလေးရောက်ကိုခေါ်ပြီးလေနှစ်ယောက်သာတကယ်မသည်ရှေ့မှဒီကိုတစ်ဖက်စီနဲ့တွားစီလေကျွန်တော်တို့နောက်မှလည်းအခြားတကယ်မနှစ်ယောက်သည်ဒီကိုတို့နဲ့လိုက်စီပြီးတော့နှဲ့လေကြည့်ရှုရင်ထွက်သွားကြလေဤတို့ထွက်သွားစီဘယင်မက ကျွန်တော်တို့ယခုနေထိုင်ကြတဲ့ဂူကြီးကိုမောင်မြင်နေမဟုတ်လား။လောက်ကြီးတယ်လေဒီဂူကြီးမျိုးမောင်မြင်ဘူးရဲ့လား။ကျွန်တော်တို့ခုနထိုင်ခဲ့ကြတာကူဝင်ဝဘူမာကြီးကိုမောင်ရဲ့။ဒီဂူကြီးဟာမောင်မြင်တဲ့အချိန်လူ၃00လောက်တော့ချောင်ချောင်ပဲနေနိုင်နေမဟုတ်လား။အဲ့ဂူမာကြီးကနေတွားလိုက်တော့မောင်တို့နေတဲ့အခန်းကျွန်တော်တို့နေတဲ့အခန်းဒီလိုအခန်းပေါင်းဘယ်လောက်ရှိတယ်ထင်လဲ။1130ခုရှိတယ်။ဒီခန်းနေတော့အကုန်လုံးမောင်လိုက်ပြီးမပြနိုင်ဘူး။သူးဆန်းတဲ့အရာလောက်ပါပြရမှာပဲ။ဒီတော့ဒီလောက်ကြီးတဲ့ဂူကြီးကိုနှစ်ပေါင်းဘယ်လောက်တွင်းရမလဲ။ လူပေါင်းဘလောက်လောက်ခိုင်းမယ်ဆိုတာမောင်စဉ်းစားမိရလားပြီးတော့ဒီကူကြီးကိုမြည်သည့်အတွက်မြည်သည့်လူမျိုးတွေဖင်းဖောက်ခဲ့တယ်ဆိုတာကိုမောင်စဉ်းစားမိရလားကဲကဲကဲဒီလားကျွန်တော်ကခေါ်ရဘေးမသည်တငယ်မနှစ်ယောက်ကမိခွက်ကိုမြှောက်စီပြီးနေဂူကြီးနယံတွင်ထွေးနေရရှိသောစာတုပ်ကိုပြရာကျွန်တော်မှမဖတ်နိုင်သဖြင့်အေးလျက်သာလေးကြည့်နေလိမ့်ဤဒုက္ခဘေးမကကျွန်ုပ်ဒီဂူကြီးကိုပြီးထွေခဲ့သည့်လူမျိုးများ၏စာကိုအနည်းငယ်ဖတ်နိုင်ပြီဒီစာအထိပ္ပယ်မှာတော့ကျွန်ုပ်ဒီဒါလိုက်ကဒီတလဟကလူမျိုးဖြစ်ကြပြီ ဂလာဟက်ကပီကြီးကိုတီထောင်ပြည်စီနောက်တက်ကရက်6169ခုနှစ်တွင်ဤကူကြီးကိုပောက်ထွင်းပြည်စီခဲ့လေသည်ဤကူကြီးဒီကကျွန်တော်တို့တိုင်းပြည်စီဂုံတွေရှိယောက်ျားမိန်းမတို့နဲ့ဆွေတော်မျိုးတော်တို့၏အလောင်းများကိုပုတ်ကြီးသကြွရန်နဲ့ပောက်ထွင်းခဲ့လေသည်ဤကူကြီးကိုတီထွင်ရသည်မှာနှစ်ပေါင်း159ခုနှစ်ကြာစီဖြစ်၍မင်းဆက်တဆမြကြာရှိလေသည်ကျွန်တော်ဒီဘေးမောပြန်ပြောသဖြင့်အတိတ်ဘေးကိုသိရှိရရင်အန်ဟောင်းလေးရဲ့ပါဇက်ကိုဟားလေးရဲ့ရှိလေဘေးမောလေးကျွန်တော်ဒီကိုရောက်ဒီမှာနှစ်ပေါင်း2000ကျော်ခဲ့ပြီ။ ကျွန်တော်ရောက်တော့ဒီဦးကြီးစောက်လို့တဲ့လူမျိုးတွေကိုကျွန်တော်တယောက်မှမတွေ့ရဘူးအခုမြင်ရတဲ့အရင်ကောင်တွေပဲရှိတော့တယ်ကဲကဲကဲရှင်းနားလိုက်ခဲ့အောင်ဒီလူမျိုးတွေအကြောင်းကိုပြရမှာပေါ့ပြော၍ဆက်သွားကြပြန်လေဝီချက်မြင်တွင်ကြောက်တော့တခုစီအန်ကြအောင်တွင်းမြုပ်လျက်ထားသည်ကိုတွေ့ရပြန်လေ၎င်းကြောက်တော့ရဲ့အနည်းဆုံးရောက်ရင်ဘယင်မကဒီကြောက်ဟာဘာအတွက်မြုပ်ထားသလဲမောင်သိရဲ့လားတငယ်မတရားဟာမိဘကိုမျှဝေပြစေပြန်လေဦးရှင်း၌ပထမဆုံးတွေ့ရှိခဲ့ရသောအခင်အမျိုးတို့ဖြင့်ရေးသားထားရှိသောစာတို့ကိုတွေ့မြင်ရပြန်လေ၏ ဒီမှာလဲ၎င်းစာကိုဖတ်၍ကျွန်ုပ်ဟာအ내ပြန်ဆိုပြောပြရာမှာ၎င်း၏အသေးပင်မှာဤစာကိုရေးသားသောကျွန်ုပ်သည်ဂလဟကတက်ဂရီ4900ပြည့်နှစ်တွင်ပေါင်းမြင်၍ဤစာကို4969ခုနှစ်တွင်ရေးသားခြင်းဖြစ်လေသည်ကျွန်ုပ်၏ဂလဟကပြည်ကြီးသည်အလုံးဝပြောတာရလျက်ရှိရာတက်ဂရီ4965ခုနှစ်တွင်အလုံးအကြောင်းမဲ့ဖွဲကောင်းလာသောကေယောဂကြီးသည်ပြည်စည်းနှိပ်စက်သည်ဖြင့်ယောက်ျားမိမအချင်းငယ်အရွယ်အလတ်မှစ၍ခတ်သိမ်းသောလူပေါင်းတို့သည် ၎င်းကေယောဂါကြီးနှင့်မလွတ်ကင်းသည်ဖြစ်၍တည်ကြည်ပစ္စည်းကြလျာအလွန်တရာစီပင်သာယဝါပြောလာသောကျွန်ုပ်တို့၏ပြည်ကြီးသည်တစ်နှစ်အတွင်းတွင်ရွာငယ်စနဘုတ်ကဲ့သို့ဖြစ်၍ကြံရှိသောသူတို့မှလည်းဤပြည်တွင်၌အေးထခြင်းကမဝင့်အောင်ပင်ကြောက်မက်ဖွယ်ကောင်းလာပြီ။စင်မင်းယထာတို့ဖြင့်တောလာလေးရှိကုန်သောလမ်းမဝကြီးတို့တွင်တေလုံကုန်သောလူတို့၏အလောင်းနှင့်ပြည့်နှက်လျက်ရှိရာကျန်ရစ်သူတို့မှဖုတ်ကြီးသကြခြင်းကမတတ်နိုင်သဖြင့်မကောင်းဆိုးဝါးတို့ဖြင့်စီးလျက်ရှိသောလင်းနာနှက်တို့သည် လောင်းများကိုဆွဲငင်စားတောင်းလျက်ရှိကကုန်၏မတိမပြောက်ချင်သူနေငယ်တို့မှလည်းထိုပြည်၌ဆက်လက်နေထိုင်ခြင်းကအဝင်းကုန်သဖြင့်အရှိစုစုသို့ထွက်သွားကြရာဤစာကိုရေးစင်ခါဤပြည်၌ဤတယောက်တည်းအလင်းကျန်ရှိလေတော့သည်ကျွန်ုပ်မှလည်းယောဂဖီစီနှိမ့်ဆက်သဖြင့်၎င်းတို့နှင့်အတူမလိုက်နိုင်မရှိရာကဲယောဂဖီစီနှိမ့်ဆက်သူပေါင်းတို့မှတေးပြောင်မြဲတာလင်ဖြစ်တော်လေကျွန်ုပ်မှကမတိမပြောက်ချမ်းလက်ခဲ့သဖြင့်အလွန်တရာမချမ်းသာသောစိတ်နှလုံးဖြင့်ကျွန်ုပ်သည်ဤရက်သို့ နောက်လာရောက်နေထိုင်သူကြသူအပေါင်းတို့ကိုသိရှိစေခြင်းကရေးသားပြီးထားခဲ့ရလေသည်ကျွန်တော်မှလည်းအားရင်နေပါလာသဖြင့်ယနေ့ပင်တည်မီမသိလက်ပြန်မီတည်မီမသိရှိသည့်အတွင်းအများတို့သိရှိစေခြင်းကလည်းအားခဲ့၍ရေးသားထားခဲ့ရလေသည်မယိမပြောကြားသဖြင့်ကျွန်တော်ဒီအထက်ပါဒိဗေကိုကြားသိရလေလင်းစာရေးသူပို့ကြည့်သည်ဤကူတွင်၌လလန်ထကသာအခါတွင်အလွန်တရာချိနှင့်ပိန်ဆုံးလျက်ရှိသောလက်တို့ဖြင့်ဤခွေရောက်နေတယောက်ထဲထိုင်၍ရေးချမိကိုစိတ်တူတွင်းမိမိသဖြင့် ညာစွာတုံလုံးလျက်ရှိလေ၏။ဘယင်မှာလဲကျွန်ုပ်ရဲ့မူရာကိုမြင်သဖြင့်ဒီလိုပဲမောင်ရဲ့ဖြစ်ပြီးလင်ပြည့်ရမည်ဓမ္မတာပဲ။ယခုကဘာတည်ပြီးနောက်ဒီလိုပဲပျက်စီးသွားတဲ့လူမျိုးပေါင်းဘလောက်ရှိမလဲ။ဒီเจ้าတော်မောင်တို့ညာနေတော့မမြင်နိုင်ဘူး။ကျွန်တော်လဲမိသလောက်တော့ကျွန်တော်သိမြင်နိုင်တာပဲ။အိုးနှစ်ပေါင်းတောင်းသိမ့်တန်းအခါကဘလို့ဖြစ်ပျက်ခဲ့တယ်ဆိုတာကျွန်တော်မမြင်နိုင်ဘူး။ကဲကဲကဲရှေ့လျှောက်စမ်းပါဦးဟုပြောပြီးဘယင်မသည်ဘူတွင်း၌ ဖင်းဖောက်သောလမ်းငယ်တစ်ခုမှဆက်လက်၍သွားကြပြန်ရာလေကားတစ်ခုကိုတွေ့လေ။လေကားသို့ရောက်လင်ကျွန်ုပ်သည်ရှေ့ကနီးသူမိကွက်များနှင့်ဆင်းကြပြန်ရာပေပေါင်း60ခန့်ဆင်းပြီလေ။လမ်းတစ်ခုကိုတွေ့လေ။ဘယင်မသည်ထိုလမ်းမှဆက်၍သွားပြန်ရာပီတီယာခန့်များသွားမိလင်ကြောင်ကြီးတစ်ခုကိုတွေ့မြင်ရလေ။ဘယင်မလည်းကြောင်ကြီးအစွန်းနှင့်ရက်လျက်တငယ်မလေးယောက်တို့အားမိကွက်များကိုမြှောက်၍ပြစေရာကျွန်ုပ်သည်ကြသိမ်းမွေးခြင်းထောက်ပေါ်သောယာတို့ကိုတွေ့မြင်ရလေ။၎င်းကြောင်ကြီးသည်ကရင်းမြတ်နှင့်သည်မသည့်အချိန်မှာပေ300ပတ်လက်ခန့်များရှိသော တောင်းသိမ့်မကတော်လူရိုးတို့သည်အမိုးတို့တိုင်အောင်ပြည့်နှက်ရှိကြကုန်၏၎င်းရိုးတို့မှာအမိုးပေါ်ရှိအပေါက်မှပြစ်ချခဲ့သည်ဖြစ်ရာအလွန်မြင့်သောစုပုံရဲ့ရှိရာအချို့ကရှီကာယာအချို့ကလက်ကာယာအချို့ကကျွန်တို့ရှိရာသို့လှည့်၍ရေမောပြီးတကယ်တို့ဝိဖြူသောသွားတို့ကိုကဲလျက်ရှိကုန်၏ကျွန်ုပ်သည်ဤများသောမြားပြသောရိုးတို့ကိုမြင်ရသဖြင့်ထိတ်လန့်ပြီးလင်ရုတ်တရက်အော်လိုက်ရာဂူတွင်တွင်ပဲ့တင်ထက်သဖြင့်လေသည်တုတ်ရှားခဲ့ရာထိတ်ဆုံး၌ရှိသောရိုးတို့ခုသည်နှစ်ပေါင်းများသောချိန်ကပ်၍ထားပြီးတကယ်တို့ တီရင်ယာမလဲပြပြီးလင်ကျွန်ုပ်တို့ရှိရာတို့ပြေးလာပြီးတကယ်တူကြလာလိမ့်မည်။၎င်းယူကြလာလင်အခြားယူတို့လည်းကျွန်ုပ်ဟာနှုတ်ဆက်ရင်တစ်ခုပြီးတစ်ခုနောက်မှအိုက်လာပြီးတကယ်တူလဲပြကြလေရ။ဂူတွင်းဖြစ်သဖြင့်မြောင်များသောယူတို့ပြသောတန်သည်ကြောက်မက်ဖွယ်ပြည့်တည်ရိုက်ဟိတန်ရှိကုန်၏။ကျွန်တော်လည်းများစွာကြောက်သောမျက်နှာထားနှင့်ဒီယူတွေဟာကဲယောခံနေသေးတဲ့ယူတွေဆိုမဟုတ်လား။ဟေးသွားကြပါစို့ခင်ဗျာဟုပြောလင်အရင်မှဒီပြီမှသူတို့ဒလိထုံးဆောင်ကတော့လူသေးလင် အလောင်းကိုမပုံမသွုံးအောင်ဆေးထိုးပြီးကုသွင်းလိမ့်ရှိရင်ဒီရိုးတွေကတော့ကဲယောဂါနဲ့တော့ရာလုံအားကြီးလို့ဆေးမထိုးပဲဒီတိုင်းပြစ်ချရဲ့လက္ခဏာရှိတယ်။ကဲဆေးထိုးတဲ့အကြောင်းသိအောင်ဒီလာပြီးတော့ဟုပြော၍အရင်မှဒီအနားရရှိခန်းခန်းတို့ကျွန်တော်ကခေါ်သွားလိမ့်၎င်းခန်းဒီကဇီနတိအဆု၌ကျွန်တော်တို့နေထိုင်ခဲ့စဉ်ခါကကျွန်ုပ်အိတ်ခဲ့ရသောအခန်းနှင့်တူလာသည်ဖြစ်၍၎င်းခန်းတွင်ရှိစင်တစ်ခုပေါ်၌ကအလောင်းနှင့်တရံတူသောအရာတစ်ခုကိုအဝိဖြင့်ဖုံးရဲရှိသည်ကိုတွေ့မြင်ရလေ၏။ဘယင်မှာလဲအလောင်းနှင့်ဖုံးထားသောအဝိကို လက်ဖြင့်ဖိရှားလိုက်ရာအထွေး၌ကအလွန်လှပကောင်းမွန်စွာပြလုထားသောအဝတ်တစ်ခုကိုတွေ့ရပြန်၏၎င်းဝင်းမှလည်းကျိုးတို့ဖြင့်စီးလျက်ထားရာဘယင်မသည်တငယ်မနှစ်ယောက်အားကျိုးများကိုဖြည့်ဆည်း၍အဝတ်ကိုဖွင့်လိုက်ပြီးကအသက်25နှစ်ခန့်ရှိအလွန်တရာရုပ်ဆင်းစတဲ့နေပြည်စုံသောတငယ်မတစ်ယောက်၏အနောက်ကိုတွေ့မြင်ရလေ၏ကျွန်ုပ်လည်း၎င်းချောင်းကိုကြားခဲ့မှုသည်ဖြစ်၍ရာဆောင်မန်ဩဘေအနောက်ကိုတိကျစွာကြည့်လိုက်ရာ၎င်းတို့မှာဇနိပင်သက်ပြောက်၏ရှင်ထားပြီးတကယ်သူ ။ဘူးကြောင့်နန်းစော်ချင်းမရှိသည်ကိုတွေ့မြင်ရလေ။ဘယင်မလဲ။ဘယင်နဲ့မဟုတ်လားဒီလောင်းနှစ်ပေါင်းဘယ်လောက်ကြာပြီထင်တယ်လဲ။အနည်းဆုံးနှစ်ပေါင်း2000ကျော်ရှိပြီ။ဒီပြည်ရလူများဟာဒီလိုမပုံမသွင်းရအောင်လုပ်တဲ့အတက်ကိုကောင်းကောင်းကြီးကျွမ်းကျင်ကြတယ်။ဆက်တော့မခက်ပါဘူးကျွန်တော်လည်းတက်ပါရဲ့။ကျွန်တော်လူချင်းနဲ့တွေ့ရရင်ပြီးတာပါပဲ။ကဲကဲကဲဒီပြည်ခန့်ကြီးကြအောင်ဆိုသူပြော၍အခြားခန့်တစ်ခန့်သို့ဝင်ပြန်ရာထိုနည်းတူလောင်းတစ်ခုကိုတွေ့ရပြန်လေ။ဤသို့၄-၅ခန့်မြဣရှုမိလေအချိုးသောလောင်းတို့မှာအချိုးမပြတ်တော့လဲလက်နှင့်ကန်ကြည့်လိုက်ရင်ကျင်းဝသွားသည်ကိုတွေ့ရလေ။ ဤကဲ့သို့ဂျင်းဝချင်း၏အကြောင်းမှာစီးထိုးစဉ်ခါကကောင်းစွာမထုတ်သဖြင့်ဤကဲ့သို့ဖြစ်ရာကြောင်းတေချာစွာစေဖြင့်ထူထောင်သောအလောင်းတို့မှာမူနှစ်ပေါင်းမြင်များပင်ရှိတော်လဲအသားပကတိကဲ့သို့တည်နေကြောင်းများကိုပြောဆိုပြီးလည်းအခြားအရာများကိုကြည့်လိုပါသည်တလားဟုကျွန်ုပ်အားမေးရာကျွန်ုပ်မှာထူးဆန်းတို့ကိုတွေ့မြင်ရပါများသဖြင့်ယနေ့တွင်တော်သိမ့်ပြီဖြစ်ကြောင်းပြောသဖြင့်အပေါ်သို့တက်လာကြ၏ကျွန်ုပ်တို့သည်လူရုံးများနှင့်အလောင်းများရှိရာမြေတိုက်တွင်မှတက်လာ၏ အပေါ်သို့ရောက်ကြရင်ကျွန်ုပ်မှာတွေ့မြင်ခဲ့ရသောຢာတို့ကိုပြန်လည်စဉ်းစားလို့သည်ဖြစ်၍ကျွန်ုပ်၏အခန်းရှိရာသို့ပြန်လူဆောင်နှင့်ဘယင်မအခွင့်တောင်းလျင်ဘယင်မနေပေါင်းမောင်ရင်ပြန်ရှင်လာပြီလားကျွန်ုပ်ကရိုင်းဆိုင်နေတဲ့နေခဲ့ရတာကြာလွန်းတော့စဉ်းစားတတ်တဲ့ဉာဏ်နိုင်ငယ်များရှိတဲ့လူများစုနဲ့တွေ့ရကြုံစကားပြောပြရတာအင်မတန်ဝမ်းမြောက်ပါတယ်ကျွန်ုပ်ခန်းကိုခဏလောက်လိုက်ခဲ့ပါဦးလို့ပြောသဖြင့်ကျွန်ုပ်မှာမငင်းဆန်ဝင်သည်ဖြစ်၍လိုက်ပါသွားရလိမ့်မည်ဘယင်မနေထိုင်ရာခန်းတွင်းသို့ရောက်လျင်ရှေ့ကနေသူခုံချေပေါ်တွင်နှစ်ယောက်ထိုင်လျက်ရှိကြပြန်ရာဘယင်မသည်ဂိုင်းမောင် ကျွန်တော်ကိုအကြင်မြင်မှုတဲ့နောက်နှစ်ချိန်မြင်လို့လည်းမထူးပါဘူးပြောရင်ခေါင်းမီးခြုံထားသောဝိတ်ကိုချွတ်ချလိုက်ပြန်ကျွန်တော်လည်းဘယင်မကြီးမျက်နှာကိုမြင်သဖြင့်ရှေ့ကကဲ့သို့စိုက်ကြည့်နေရဘယင်မသည်နင်းငယ်ပြုံးရင်၍တိုင်းကျွန်တော်မှာသူတစ်ပါးကမြောက်ပေပြောဆိုသည်များကိုမကြားရတာကြားလာပြီကျွန်တော်ကိုတည်တည်ချာချာကြည့်ပြီးပြောဆမ်းပါဦးပေါ့မျက်စိမှာလှတယ်ချောတယ်လို့ထင်ရတာကိုမြင်နေကျွန်တော်ကအီမရတော့ချောလာသောမိမကိုတချိန်တခါမှမမြင်ဘူးပါဟုပုံမှန်သည့်အတိုင်းပြန်ပြောလိမ့်ပြီဘယင်မလည်းနှစ်သက်သည့်လက္ခဏာနဲ့ အလုံးတာယာနာသောတပည့်ရေမောလေးရဲ့အော်မိမမိမတိတ်ခက်ပါကလားကျွန်တော်မှအသက်2000ကျော်နေခဲ့လို့အလိမ္မာနှစ်ပြည့်စုံလာတော့သူတစ်ပါးကချီးမွမ်းလိုက်ရင်ဝမ်းမြောက်လို့ရှိသေးတာပဲတာမန်ကြမိမမျိုးမှာ156နှစ်ရွယ်ဆိုတော့ယောက်ျားမမြောက်ရင်မပါဘဲနေပါမလားကဲ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 မြောက်လက်စနဲ့မြောက်စမ်းပါဦးဗဇက်ကလည်းနှားသလားသူမဟုတ်အသားကပဲနှားသလားနှာခေါင်းကပဲနှားသလားစသည်ဖြင့်တစ်ခုစီကောက်ရင်မိသည့်ယာတို့ကိုလက်ဖြင့်ပြပြီးလင်း ပျက်စီးရမယ်လှသလားကိုမိသည့်ခန်း၌ကကျွန်တော်မှာထိုရာတို့၌ဝါသနာလည်းမပါခဲ့သဖြင့်နားမလည်သည့်ပြင်အရွယ်လဲလုံပြီးဖြစ်၍ထို့ပေါ်ရေးသားရမည်ကိုပင်အလွန်တရာရှက်ဖွယ်ကောင်းလာတော့လေဤစီလိုသည်ဖြစ်၍ပေါ်ထုတ်ရေးသားရမည်ဆိုလင်းဘယင်မသည်မျက်လုံးကပဲလှသလားမျက်ခုံးကပဲလှသလားဟုမိသည့်ခန်း၌အလွန်တရာကြာမူပါသည်ဟုလူများတို့တုံးဆွဲခုံငင်သောအမှုရာတို့ဖြင့်ကျွန်ုပ်ကိုကြည့်လေလေကျွန်ုပ်မှာလူရိုင်းတို့၏လက်တွင်သို့ကြာရောက်လျက်ရှိခြင်းမောင်းဆိုးနိုင်မှလည်းတဲတန်ဖျား၍နေခြင်းမှစ၍ အဖိုးတော်ဟူသောတရဝသည်သူ့ပြည်၌ရှိလေသေးသည့်အဖြစ်ကိုပင်လုံးလုံးသတိမိလျော့သွားလေရာထိုကဲ့သို့သောမူရာကိုမြင်ရသည့်ပေါင်းတို့မှလည်းကျွန်ုပ်ကဲ့သို့ပင်ဖြစ်မိအကြောင်းကိုကောင်းကောင်းကြီးယုံကြည်မိပါ၏ဤသို့ဘယင်မသည်မိမိရုပ်ရင်ငါတို့ကိုတစ်ခုစီခွဲချမ်း၍ကြည့်စီပြီးလင်ကျွန်ုပ်ခါကောင်းမောင်ရင်ခါသည်လို့ယင်ကြီးစွာစာစုံနဲ့မငြင်းညွတ်ဘူးလားဒီအရောင်ဟောဒီခဘကနည်းနည်းကြီးနေသည်လို့ထက်ကြက်များစီးလိုက်ရင်ဤတတော်အပုံကြီးသေးနိုင်သည်လေကဲလက်ပြီးဆန်းကိုပြော၍ဘယင်မသည် တစ်ဖက်ကိုဖြုတ်ပြီးလျှင်ကျွန်ုပ်လက်နှစ်ဖက်ကိုယူ၍ခါကိုတိုင်းထွာစေရာဘယင်မ၏ခါသည်ကျွန်ုပ်၏လက်ဖြင့်ဖာဆိုင်ခမ်းမြတာတွင်ရှိကြောင်းတွေ့ရှိရလိမ့်မည်ကျွန်ုပ်မှာဘယင်မ၏မျက်နှာပေးကိုမြင်ရ၍အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည့်အတိုင်းဝူးဝေလူမတက်ဖြစ်အောင်ပင်ချစ်ခင်ဆုံးမဲလျက်ရှိရသည့်အတွင်ဘယင်မသည်ဤသို့မိမိ၏ခါကိုတိုင်းထွာခြင်းကိုပြုလုပ်စေသည့်ခါနိုင်မူကားဤမခံနိုင်အောင်ပင်ရှိသည့်ဖြစ်၍ဘယင်မအချစ်ကြိုက်ကြောင်းကိုပြောမိပြောရာပြောဆိုပြီးလျှင်ဘယင်မဘော်ဒါ၌အစီကံဖြစ်ဖြစ်စေဤထိုင်ခွင့်ပြုခဲ့ပါက မိမိမွေးဖွားရာဖြစ်သောမြန်မာပြည်သို့ဘယ်သောခါမှပြန်ရင်စိတ်မကူးပါကြောင်းပြောဆိုနေအရင်မှဒီငငယ်ပြောရင်ရန်လာကြည်လာမောင်ရဲ့နှစ်ချိန်မြင်ရတာနဲ့ဒီလောက်တောင်ဖြစ်ကုန်ပြီလားဩယောက်ျားများတိတ်ခဲ့ပါကလားမိမတို့အစင်းကိုမြင်ရရင်ဒီလောက်တောင်ဖြစ်ရရှာပါကလားကျွန်တော်လည်းအစကရေဒီလိုဖြစ်နေမယ်ဆိုတာသိနေပါရဲ့တတိထားမောင်ရဲ့တတိထားပါမောင်ကျွန်တော်အစမပြောဘူးလားကျွန်တော်အစင်းကိုမောင်မကြည့်ပါနဲ့ဆိုတော့ကျွန်တော်စကားကိုမောင်နားမထောင်မဲဘူးအခုတော့ ဒုက္ခကြီးဖြစ်နေပြီမဟုတ်လားဒီတော့ကျွန်ုပ်ကိုဘလို့ပင်ချစ်ကြိုက်ပြီမဲ့ချင်းကြီးရှိတော့မှာပဲမောင်းချစ်ကိုမောင်းမျိုးသိပ်ပြီကျွန်ုပ်မျက်နှာကိုသာမမြင်ဘူးမတွေ့ဘူးတကယ်တို့သဘောထားလीတော့ဘူးပြောရင်ကျွန်ုပ်မှာဘယင်မသည်ဤကဲ့သို့ပြောမိတိနေပြီဖြစ်တော့လေဒီမခံနိုင်တဲ့ပြင်သားလေးပြောမိပြောပါပြောခြင်းဖြစ်တော့ကြောင့်ဘယင်မပြောသည့်တိုင်းစိတ်ကိုချုပ်တီးပြီးနေထက်လောင်းရေမပြောဝင်မရှိနေလေ၎င်းတော့ဘယင်မသည်၎င်းစကားစကားကိုဖြတ်ပြီးနေမိမိမွေးဖွားရာဌာနဖြစ်တော့ တိုင်းပြည်ရဲ့အကြောင်းနဲ့မြတ်စွာဘုရားလက်ထက်တော်မှာအဖြစ်အပျက်တို့ကိုတဏှာကြီးခန့်မှန်ပြောဆိုပြီးတယ်။ကဲမောင်နဲ့တူလာတဲ့လူတယောက်ကအင်မတန်မမာနေရဆိုယခုလောက်ဆိုရင်ကျွန်တော်ကုသဖို့အချိန်တော်လောက်ပြီ။ကဲမောင်ပြန်နှင်းပြီးတော့ကျွန်တော်လည်းစီးမားဖို့ဆက်ပြီးမကြမီလိုက်ခဲ့ပြီ။ပြောရင်ကျွန်တော်လည်းအလုံးချစ်လာသောတော့မောင်စောနိုင်၏အဖြစ်ကိုပင်ဘယင်မသတိပေးသည့်အခါမှာသတိရသည်ဖြစ်၍ one night များစွာရှက်ပြီးလင်ဘယင်မထံမှဖတ်လာခဲ့လေ။ အခန်းဆန်ကကျွန်ုပ်ဒီဘေးမှရှီယာခန်းမှထွက်လာခဲ့ပြီ။မောင်စောနိုင်ခန်းသို့ရောက်ရင်မောင်စောနိုင်မှာသတိမရပဲရှိနေရ။ပေါ်ဆန်နေမေသာမာတို့ဒီဂတိန်၍အနည်းတွင်ရက်၍ငိုကျွေးလျက်ရှိနေကြ၏။ကျွန်တော်လည်းမောင်စောနိုင်မျက်နှာကိုတေးချစွာကြည့်လေနဲ့မောင်စောနိုင်မှာဘဝကုလူဆဲဆဲရှိနေသဖြင့်မိနစ်ခန့်သာလျှင်လို့သည့်အဖြစ်ကိုသိရ၍ဘေးမှလာမီကိုများစွာမျှော်လင့်တောင်းတလျက်ရှိလေ၏။ပေါ်ဆန်လည်းနှစ်နှလုံးရှုံရှုံနဲ့တန်တာငိုကျွေးခြင်းကိုပြုလေလျင်ကျွန်ုပ်သည် ၎င်းအားခန့်ပြင်းသူထွက်ရန်ပြောရန်ဟောဆန်တဲ့ခန့်ပြင်းသူရောက်ရင်ရောက်ချင်းအခန့်တွင်းသူတဖန်ပြေးဝင်လာ၍အမလေးဆရာရဲ့ဘဲကဆုံးမကြီးလဲမဆုံးနိုင်ဘူးကျွန်တော်တို့စီကိုလာနေရဟုပြောသဖြင့်ကျွန်ုပ်သည်အပြင်သို့ထွက်ကြည့်လေလင်ခေါင်းမိခြုံရဲလာနေသောသူတစ်ယောက်ကိုမြင်တဲ့အတွက်ကြောင့်ဘယ်မှဖြစ်ကြောင်းသိရှိရလေသည်ဘယ်မှလဲခန့်တွင်းသူလာလေဟောဆန်သည်လွန်ရီယာတော်လုံးလာသောအမူအရာနှင့်ဘယ်မှကိုမကြည့်ဝင်ပဲ ဘူးဤနိုင်ရင်ဘတ်တို့မျက်နှာမူလျက်နေရာမဲတမမမူလူရိုင်းတို့ဤထုံးတဲ့တိုင်းကျမ်းပေါ်တွင်ဝတ်တော်လျက်ရှိလိမ့်မည်ကျွန်ုပ်သည်အာရဝန္တနှင့်ဘေးမပြုံကလေးပဲရှိတယ်ခင်ဗျာဟုပြော၍နှင်းမြန်စွာခုတရန်အကြောင်းကိုပြောလေလေဘေးမသည်ပေါ့ဆန်နေမဲတမတို့ကိုကြည့်၍သူတို့ကဘသူများလဲဩသိပြီတယောက်ကတင့်စီကန်းယောက်ကမဲတမဆိုရလားကဲအခန်းထဲမှာလူမရှုပ်စင်းနဲ့နှစ်ယောက်လုံးအပြင်သို့နှင်းထုတ်လိုက်ပါဦးပြောသဖြင့်၎င်းတို့ဟာဘေးမကြီးအလိုလိုပြောရ ပေါ်ဆံမှာမူဘယင်မကိုမကောက်ဆိုးဝါထင်မှတ်၍ပေါ်မြဝန်သာပင်ထွက်သွားလေ၏။ဘဲတမမမူတွားလိုဟန်လက္ခဏာမရှိပဲတင်းရှိရာရ၌မရနိုင်ရန်ခွင့်ပြုစီလိုကြောင်းနှင့်အတန်တန်ငင်းဆိုလျက်ရှိလျင်ဘယင်မကဒင်းရဘာပြောသလဲဟုမိသဖြင့်ကျွန်တော်လဲမဲသားမသည်မတော်လိုကြောင်းနှင့်ပြောဆိုကြောင်းကိုပြောဆိုရလေ၏။ဒုက္ခဘယင်မသည်စကားများစွာမပြောဘဲမဲသားမရှိရာသို့လှည့်၍တညုံးချွန်ပြီးလျှင်တွားဟုတခုနဲ့ပြောလိုက်ရာမဲသားမသည်ဆက်ဆက်တုံရဲ့အခန်းပြင်သို့ထွက်သွားချလိမ့်မည်။ ဒီလိုပဲမောင်ရဲ့နားမထောင်တဲ့အခါကျတော့ကြောက်လောင်အောင်အနာပေးရတယ်ကဲကဲကဲလာပါအောင်မောင်လူကြည့်အောင်ပြော၍မောင်စောနိုင်ကရင်နီးတို့ချင်းခဲ့ကြရအောင်မောင်စောနိုင်မှာနိုင်ရဲ့ဘက်သို့မျက်နှာမူရဆောင်းရဲ့ရှိနေသဖြင့်မျက်နှာသည်ပေါင်ရိပ်တွေရှိနေလေဘယေမသည်မောင်စောနိုင်ရှိရသူကြည့်လျက်ကိုလုံးကိုပေါကလေးဖြင့်တဲပြီးချိုးဆားကြတဲ့တငယ်ပဲမျက်နှာဖြင့်ဘယ်နဲ့နေမယ်မဆိုနိုင်ဘူးဟုပြော၍မျက်နှာကိုငုံ၍ကြည့်လိုက်လေလေဘယေမသည်ရုတ်တရက်တနက်ထိမှန်တကယ်သို့ရင်းရံကနောက်ဆုံးနောက်ဆုံးနဲ့သွားပြီး ဘူနိုင်ရန်ကိုတိုင်မိသည်ကကျွန်ုပ်ရှိရလို့လဲပတ်ခွေအင်ငါ့ကိုအစဘာဖြစ်လို့မပြောလဲပြော၍ကျွန်ုပ်ကိုရက်မီကဲ့သို့လက်ကုံမြှောက်လိုက်ရကျွန်ုပ်မှာဒူးမြောက်ဆက်ဆက်တုံအောင်ကြောက်အောင်လာသဖြင့်ဘာလဲခင်ဗျာဘာပြောရမှာလဲခင်ဗျာဟုတ်မေးလေဩသူလဲမသိချာလို့ထင်ပါရဲ့ဒီဟာကျွန်ုပ်ငယ်ရှိကုမာရာပဲမောင်ရဲ့အမလေးခုမှတွေ့ရတော့တယ်ကုမာရာရဲ့ကျွန်ုပ်မှာမျောလိုက်ရတာနှစ်ပေါင်းများလာပြီငယ်ချစ်ရဲ့တနေ့တော့ဘုတ်ချလာမယ်လို့အထင်သားပဲ ထင်းတဲ့တိုင်းလာလဲလာပါပြီရဲ့ရှင်ရယ်။အော်ကုမာရကုမာရထက်ခါထက်ခါဆိုမီလေးရဲ့ရေမောကြီးတခါငိုကြွေးကြီးတလဲနဲ့ပြုတ်နေသည်ကိုတွေ့ရသဖြင့်ကျွန်တော်မှများစွာအံ့ဩလေးရရှိနေလေ၏။ထိုအခါကျွန်တော်ကကဲဒါဖြင့်ယူဝနတီပြောစီတိုင်းကျွန်တော်လူဟာကုမာရဖြစ်ခဲ့ရင်မြေမြေပြောက်အောင်ကုသပါခင်ဗျာ။ဒီလိုနေလေဖြင့်တရားကြီးရဲ့ဟုပြောရင်ဘေးမသူတရိယ၍ပလင်းငယ်တစ်ခုကိုထုတ်ပြီးလဲကဲကဲကဲဒီပလင်းလေးကဆေးရည်ကိုပါသက်ထဲလောင်းထည့်လိုက်ပါပါ့။ကျွန်တော်ကဝမ်းသာ RGB လက်တွေတော့တုံးလို့ကောင်းကောင်းစီးမတိုက်နိုင်ဘူး။မဖိတ်စီနဲ့နော်။ ောင်းကောင်းလုပ်ပါမောင်ရင်ပြောရည်ပလင်းကိုပြီးရင်ပလင်းတွင်ဖော့ပိတ်၍ထားသဖြင့်ကျွန်ုပ်ဒီဖော့ကိုပါဇက်နှင့်ကပ်၍ထုတ်ယူရတယ်ဖော့တွင်ကပ်ပါလာသောစီးရည်အနေငယ်သည်ကျွန်ုပ်ပါဇက်တွင်သဝင်သွားသဖြင့်ချုံမြမြဘူးချင်းချင်းရှိသောအရာရှိချောင်းကိုရှာသည်တည်တည်နှင့်တပြိုင်နက်ကျွန်ုပ်ဒီမူးဝေသွားပြီးနောက်ချက်ချင်းပင်ပြန်၍တရီရလေအရင်မှသည်ပေါင်းစောနိုင်ဥကောင်းကိုလက်ဖြင့်ကိုင်းပြီးပါဇက်ကိုဟားစီရာပေါင်းစောနိုင်အသက်သည်ဖက်လူဆဲဆဲရှိနေသဖြင့်လေချောင်းတို့မှလည်းစီစီမီသောအတန်ကိုကြားရကုန်၏ ကျွန်တော်လဲပလင်းတွင်ရှိသောဆေးရည်ကိုပါဇက်တွင်းသို့ကုန်စင်အောင်လောင်းပြီးနောက်ပေါင်းစောနိုင်မျက်နှာကိုကိုထက်လျက်ရှိလျာအစုံတရာမထူးကြပဲရင်းသက်လျက်သာလည်းရှိနေလေဤသို့မလှုပ်ရှားပဲ9မိနစ်ခန့်ရှိရင်ဘေးမမှာလည်းအလွန်တရာဆွင့်လာသောမျက်နှာထားဖြင့်ပေါင်းစောနိုင်မျက်နှာကိုရက်တောင်မခက်ပဲစိုက်ရကြည့်နေလေ9မိနစ်ခန့်ကြာလတ်သောပေါင်းစောနိုင်မျက်နှာသည်ဖြော့တော်ခြင်းအနှဲငယ်ပြောက်ကင်း၍ဥကောင်းသည်လည်းတစ်ဖြည်းဖြည်းလှုပ်ရှား၍လာရဘေးမသည်လက်ခုပ်လောဝါတီလျက်ချမ်းသာပြီတော့တစ်ခါဖြင့်အော်ကံကောင်းလို့တွေ့ရပြီတော့လေ ငချစ်ရဲ့အဲ့ဒါကလေးများနောက်ကျရင်လားပေါင်ရင်ပြီးချာရောပေါ့စောင့်နေသူများတွေချီနေဖိရရှာလေရောပေါ့ပြန်ကောင်းလို့တာပါတော့ပေါင်မင်းကြီးသားကဲကဲကဲအိပ်ပစီအိပ်ပစီဒီလို၁၂နာရီလောက်အိပ်ပျော်ပြီးအဲ့ရနိုးရင်ကောင်းကောင်းကြီးကျမ်းမာတော့မှာပဲအိပ်ရှာအောင်တော့ကွယ်ကုမာရရဲ့ဟုဘယင်မသည်အလွန်တရာကျင်နာလောက်သာတော်မူရာဖြင့်ပေါင်စောနိုင်မျက်နာကိုတိုင်ပြီးလင်ချစ်ခင်တော်မိခင်သည်သာသမီယာလမ်းလျှုပ်ပြီးတကယ်တော့နှစ်ဖူးလေးကိုယူရစွာလမ်းလျှုပ်ရင်းကျွန်ုပ်မှာ များစွာမနာလိုစိတ်ဖြစ်ပေါ်မိနေသည်ဘယင်မမှာမောင်ဆောနိုင်သူမဟုတ်ကုမာရသည်ယောဂပြောက်ကင်းပြီးတော့မိဝမ်းမြောက်ဝမ်းသာရှိနေရမှတုံးတစ်ခုကိုသတိရသည်ဟန်နဲ့ညနေထားပြောင်းလဲယူသွားပြီနဲ့ဩကျွန်တော်မေးနေတယ်ဒီမေသားမဆုတဲ့သူနဲ့ဘယ်နဲ့တော်တယ်လို့မေးရ EPE ဒလီတိုင်း၎င်းတို့နှုတ်မှာလင်းနေမယားဖြစ်ကြောင်းကိုပြန်ပြောလေထိုအခါဘယင်မသည်ပြင်းစွာမြင့်ထွက်သောမျက်နှာဖြင့်ဒါဖြင့်ဒင်းတည်ရမယ်ဟုပြောရင်ကျွန်ုပ်စီမိန်ကလေးအားများစွာကြီးနာရှိသည်နှင့်အပြစ်ကျူးလို့ခြင်းမရှိဘဲ ူတထူးဤအသက်ကိုတတ်ဖြတ်ခြင်းစီမကောင်းကြောင်းပြောလိနေတတ်လင်ဘာဖြစ်သလဲကျွန်တော်ကဘလို့အပြစ်ဒဏ်တွေတွေ့မယ်လို့မောင်ဘယ်နဲ့ပြောနိုင်မလဲကျွန်တော်နဲ့ကုမာရအတူတကွနှစ်ပေါင်းများစွာနေရရင်ဘသူကိုကျွန်တော်ယူဆရမလဲပြောရကျွန်တော်ကမေတ္တာမသီမောင်ဆွနိုင်ရနေညမလဲစောင့်ချက်ပြုစုရှာပြီးအတော့သားလင်းဘယင်မနဲ့တွေ့စီတိုင်အောင်အသက်ရှင်ပြီးနေတော့စီထင်၍မိမိအလိုပြည့်ခဲ့ပါလင်မိန်းကလေးဤအသက်ကိုချမ်းသာပြင်းရန်အကြောင်းချက်လောင်း၍တောင်းပန်လိမ့် မင်းမလေးကျွန်တော်ပြောစီကိုနိုင်ငံသဘောကျဟန်လက္ခဏာနဲ့အတန်ငယ်စဉ်းစား၍ကဲဒါဖြင့်မောင်တောင်းမှန်လို့အသက်ကိုကျွန်တော်ချမ်းသာပြီးမယ်။ပြန်ပြန်သွားခေါ်လိုက်ပါ။တော်တော်ကြာရင်ကျွန်တော်စိတ်သဘောပြောင်းချင်ပြောင်းလိုက်မယ်။ချက်ချင်းခေါ်လိုက်ပါဟုပြောလိမ့်။ကျွန်ုပ်ဒီခန့်ပြင်းသူထပ်၍မေတ္တာမာခေါ်လာခဲ့လိမ့်။မေတ္တာမာလေးဘေးမနီတို့ရောက်သဖြင့်ဝေတွားလျက်ရှိရင်ဘေးမသည်လွန်တရာဆူချသောတဖြင့်ဟဲ့ကောင်မထားစမ်း။ဒီရဘသူလဲ။နင်းကြည့်စမ်း။မေတ္တာမာသည်ဝေးရံမှထပ်၍မောင်စွန်နိုင်ကိုကြည့်လိုက်။ကျမရောက်ကြပါဟုပြန်ပြောလိမ့်။ နင်းအောင်ကြဆူအောင်နင်းအောင်ဘယ်သူကပေးစားသလဲကျွန်တော်မလို့ထုံးတဲ့အတိုင်းကျွန်တော်မသဘောတရားရှိပါပြီကောင်းပြီဒီလူကနင်းတို့လူမျိုးလားမဟုတ်ပါနင်းတို့ထုံးဆန်ကနင်းတို့လူမျိုးချင်းမှသာရှိတယ်လူမျိုးမတူရင်ဒီလိုထုံးဆန်မရှိအောင်ကြားရလားဘယ်သာမှလည်းပြန်မပြောမင်းရှိလိမ့်ငါပြောတာစစ်စစ်နားထောင်နင်းဒီလူမျိုးခွဲတရားကိုချစ်ကြိုက်ပြီးဖြစ်၍တေလာတော့ဖြစ်တယ်ကောငါချပေးနိုင်တော့လေမတိ၍ပြုမိခြင်းဖြစ်သည့်အတွက်ငါချမ်းသာပြီသို့တော့ နေဒီနေဤအချက်ကိုအခုချက်ချင်းပြန်သွားမည်နေမျက်နှာကိုငါနောက်တစ်ချိန်မြင်ရလင်ပြင်းထန်သောအပြစ်ဒဏ်စီရင်တော်မူလိုက်မည်ဟုပြော၍မလုံးမရှားပဲနေဒီကိုတွေ့မြင်ရလင်ဟဲ့ကောင်ကငါပြောတာကြားလားခုချက်ချင်းထွက်သွားလိုက်ဟုပြောလိုက်အဲဒါမှလည်းတော်ရင်တော့တဖြင့်ကျွန်တော်မှဒီလင်းကိုပြစ်ခွာယူမသွားနိုင်ပါဘူးပြောရင်ဘယင်မသည်ဒီကိုယ်လုံးဆက်ဆက်တုံးရဲ့ရှိသည်ကိုကျွန်တော်မြင်သဖြင့်တရားတော်မူပါဘူးတီးတို့ပြောလိုက်ရဘယင်မသည်ဟဲ့ကောင်မချက်ချင်းသွားလိုက်နော်ဒီနေရာရင်သေးချင်ပြီလားဟုငောက်ယူပြောလိုက်အဲဒါမှလည်း ကျွန်တော်မကြီးလင်းနဲ့ခွဲခွာရင်မနေနိုင်ပါဘယေမတတ်နိုင်ရင်ဒီနေရာတွင်တတ်ပါတော့ဟုပြောရင်ဘယေမဒီမေသားမရှိရတော့တင်းမြန်စွာသွားရင်မေသားမ၏ဥကောင်းကိုလက်ဖြင့်တွလိုက်ရာကျွန်ုပ်စီအလုံးထူးဆန်းလာသောအရာကိုမြင်ရသဖြင့်စက်တီတီလေးရှိကုန်၏မေသားမ၏စမေသည်မဲနေလျက်ရှိရာမှဘယေမ၏လက်ဖြင့်ထိလိုက်သောနေရာတို့သည်ကဆွတ်ဆွတ်ဖြူ၍လက်သုံးချောင်းထင်လျက်ရှိသည်ကိုတွေ့မြင်ရလေ၏ကဲနင်ကငါ့ကိုမပြူစားနိုင်ဘူးထင်သလားကြည့်လိုက်စမ်းနင်ကုန်နေမှန်နေမှာမေသားမသည်မိုးဝေပြီးတဲ့ကဲ့သို့ရှိရာမှမှန်တွင်မိမိရဲ့ကိုမြင်လျက် အလွန်တရာအံ့ဩလျက်ထက်ခါထက်ခါကြည်နေရမှာအလွန်တရာတုံ့လုံးသည့်အမူအရာဖြင့်ကျဲမော်တို့ပြစ်လဲလိုက်လေကဲတိပြီလားငါဆွမ်းချက်ချင်းသွားရင်သွားမသွားရင်ဒီတစ်ခါတော့တေအောင်လုံးလိုက်မယ်နေဦးကောင်းမှာငါတစိခတ်လိုက်ပြီနောက်တစ်ခါနေအောင်မြင်ရရင်တေချင်းဆိုးနဲ့တရားပြီမှတ်ပြီးတော့ထွက်သွားဖို့ပြောလေဘေးသားမမတုံ့လုံးရင်နေပြီအခန်းပြင်သို့ထွက်သွားရရှာလေဘေးသားမထွက်သွားရင်ဘယင်မှာလဲဘယ်နဲ့အံ့ဩသလားမောင်ဘောင်ကမျက်လှမ့်မှတ်နေသလားဒီကမျက်လှမ့်မဟုတ်ဘူးမောင်ရဲ့ ောင်းတော့မသိတဲ့တကူကိုကျွန်တော်အသုံးပြုတာပဲသူတို့ကျွန်တော်ကြောက်အောင်လို့ဒီအမှတ်နဲ့ချက်လိုက်ရတယ်ဒီလိုမချက်ရင်ဖြင့်တင်းကိုကျွန်တော်တခါလေးတတ်ရုံရှိတော့တယ်တက်လဲမတက်ချင်ဘူးတင်းကိုကဲကျွန်တော်ခုမှရောကိုကျွန်တော်ရေအခန်းနဲ့နီးနီးရွှေ့ရမယ်မောင်လေးတခါတခါလာလေတာပေါ့သို့တော့ခုမှရောတက်တာလို့ဒီကောင်မဘယ်သွားသလဲများမင်းရင်ဖွင့်များမပြောလိုက်နဲ့နော်မောင်ကိုကျွန်တော်တတိပေးလိုက်ပါရဲ့ပြောရင်ဘယင်မသည်အစီကံများကိုခေါ်ရင်ခန်းပြင်သို့ထွက်သွားလိုက်နေတယ် ကျွန်တော်မတွေ့မြင်ရသည်များကိုအံဩစွာရှိနေရေးဟာစီကံတို့လည်းခန်းတွင်းသို့ဝင်လာ၍မောင်စောနိုင်တဲ့ကွာပစ္စည်းများကိုဘရင်၏အခန်းနီးရှိအခန်းတစ်ခုသို့တည်ဖို့ပြောင်းရွှေ့ကြလေကျွန်တော်တို့သည်ထုံညင်း၌မောင်စောနိုင်၏အခန်းတွင်း၌ပင်အိပ်ပျော်ရေးသွားရာအိမ်မထဲတွင်ကျွန်တော်မြင်ခဲ့သောအယိုးစုတို့သည်ဂူထဲမှထွက်၍မိမိတို့၏နေရင်းဖြစ်သောအလဟကမျိုးကြီးရှိရာသို့စီတန်းလျက်ထွက်သွားကြရာကျွန်တော်နီးသို့ရောက်လျင်ကျွန်တော်ရှိရာသို့လှည့်၍ပုပ်ဝဲပြူသောသွားကိုဖြဲ၍ပြတ်ပြီးလျင် ွားမေးတိုင်းသွားနေကြလေ၎င်းတော့ကျွန်ုပ်သည်အိယာမလမ်းဝင်နှိုးပြီးကြည့်လိုက်ရာဘေးမှာပြောသားသည့်တိုင်းမောင်ဆုံးနိုင်လို့ချိန်ကြီးချောင်းကိုသိသဖြင့်အိယာမထား၍မောင်ဆုံးနိုင်၏အနီးသို့သွားရာဘေးမှာလည်းအခန်းတွင်းသို့ဝင်လာလေ၏အခန်းတွင်းသို့ရောက်၍ဘေးမှသည်မောင်ဆုံးနိုင်၏အနီးတွင်ရက်လျက်ကြည့်နေစဉ်မောင်ဆုံးနိုင်သည်အိယာမနှိုး၍နှစ်ချိန်သုံးချိန်တမ်းပြီးနောက်တွန့်လိမ်လျက်ရှိရာမှအနီးတွင်ခေါင်းမိချုံလျက်ရှိသောမိမောင်မြင်လေမေသာမလာဟိဘာဖြစ်လို့ခေါင်းမိချုံထားရလဲခေါင်းကိုက်လိုလာဖို့မေး၍လက်ကိုဆွဲကင်ရာဘေးမှာ ်နေသားမမကိစ္စကုန်နေစားသူသွားသည်ဖြစ်၍နေသားမ၏ကိုယ်စားဖြစ်ပါကြောင်းနှင့်ပြန်ပြောလင်မောင်စောနိုင်ပြီးဘယင်မ၏တာယာသောတန်ကိုကြားသည်ဖြစ်၍စိုက်ကြည့်လျက်ရှိရာမှာကိုဘောဆန်လာပါအောင်ဗျဘိုက်ကလည်းစားလာပြီစားရရဘာများရှိသည်ယူကေဆမ်းမကိုပြောသည်ဖြင့်ဘောဆန်သည်စားတောက်စရာများနေငယ်ယူပေးလေသည်မောင်စောနိုင်ပြီးစကားတစ်ခုမှမပြောဘဲစားတော့ပြီးလင်အိပ်ပျော်သွားပြန်လေနောက်တနေ့၌မောင်စောနိုင်သည်အိပ်ရာမှနိုးလေလေရှိကကဲ့သို့ပင်ကျဲမသားဆွမ်းလျက်ကျွန်တော်ကမေသားမ၏အကြောင်းကိုမင်းမြန်ရာဘယင်မသည်အနည်းဆုံးရှိသည်လေတဲ့ကြောင် ဘေးမသည်ကျွန်တော်ဟာ၎င်းချောင်းနှင့်ဆက်လင်း၍သတိပေးမှုသည်လည်းတချောင်းချောင်းဘေးမပြောသည့်တိုင်းသာလင်းလိန်လေ၍ပြောရလေ။ဤသို့ပြောတော်လဲမောင်ဆောင်းနိုင်မှမူစိတ်မကျေနပ်နိုင်သည်ဖြစ်၍ဘေးမမရှိသည့်အခိုက်တွင်ကျွန်တော်ဟာမင်းမြရာကျွန်ုပ်သည်အကယ်၍မသိသည်ဖြစ်၍ဘေးသို့သွားစီကိုမသိနိုင်ကြောင်းပြန်ပြောလေ။၎င်းတော်မောင်ဆောင်းနိုင်ကဒေဘောင်းဦးလေးဤပင်မဘေးရပင်မလား။ဒီပီကဘေးမပေါ့။ကုလုံးကိုပေါ့တဲဖြောက်ပါကလား။မျက်နှာဦးလေးမြင်ဘူးလား။မြင်ဘူးတယ်။ချောရလား။ချောတယ်။အာဟုတ်ပြီဟုတ်ပြီ။ ဦးလေးကျွန်တော်တို့အညွှန်းနဲ့ပါနေပြင်ပါပဲကဲသူအကြောင်းပြောစမ်းပါ။ဘာမများဦးလေးသိတယ်လဲခုမေးလင်းကျွန်တော်မှဘေးမှသိကျွန်တော်က၎င်းကြီးအကြောင်းကိုမပြောရနဲ့။မှားထားသောကြောင့်နောက်တော့မင်းလည်းသိပါလိမ့်မယ်ကွာဟုပြောသေးတယ်။ဘေးမကြီးကိုရင်တော့တယောက်ဒီခန်းထဲသို့ဒါစီလူကြောင့်ကို လက်ချေပြကပြောသဖြင့်အောင်ဆုံးနိုင်လဲအဝင်များလဲပြီးရင်ကျွန်တော်နဲ့အတူဘေးမကြီးခန်းသို့ဝင်သွားကြလိမ့်မယ်။ခန်းတွင်းသို့ရောက်ရင်ဘေးမလည်းထိုင်ရမှထားပြီးကျွန်တော်ကညှောစော်ကြီးမပြုတ်ပဲအောင်ဆုံးနိုင်အောင်တုတ်ခုံးဆက်တာပြီးနေ ကျန်းကျန်းမာမာတွေ့ရသည့်အတွက်များစွာဝမ်းမြောက်ပါကြောင်း။နောင်ကိုလည်းမကျန်းမာမာမဖြစ်စေရန်ကြိရှုဆောက်ရှောက်မိဖြစ်ပါကြောင်းနဲ့ပြောဆိုရာပေါင်ဆောင်နိုင်သည့်ဘယင်မအားများစွာကျေးဇူးတင်ကြောင်းကိုမာဂရဘာသာဖြင့်ပြောပြပြီးလင်ကျွန်တော်ရှိရသောမြန်မာဘာသာဖြင့်ဘယ်နဲ့လည်းဦးလေးရဲ့ဦးလေးပြင်မတေဖော်ဖော်ယူရှိပါမလား။မျက်နာတော့ဖြင့်မမြင်သေးလို့မသိသေးဘူး။တက်ကလေးကလှပါပြီရဲ့ဗျာ။ပြောဆိုရှိမုန်းလင်ဘယင်မသည်ကျွန်တော်တို့၏ဘာသာကိုနားမလည်တော့လဲ။ညနေမျက်နှာကလေးကိုခက်သည်ဖြစ်၍ ပေါင်ဆုံးနိုင်ရန်စိတ်စိတ်နေရန်ပြောရလိမ့်မည်။၎င်းနောက်ဘေးရင်မကကျွန်ုပ်၏အစီအကံများကိုကောင်းမွန်စွာဆောက်ရှောက်ပါ၏လား။ဒိုသည့်အရာရှိရင်ပြောတာပြောပါဦးဆိုရင်ပေါင်ဆုံးနိုင်ကမိမိသိလိုသောအရာမှာမေတ္တာမသည်ဘယ်ရက်သို့သွားသည်ကိုသိလိုပါကြောင်းနှင့်ပြောပြလိမ့်မည်။ထိုအခါဘေးရင်မ"ဩမိန်းကလေးလားကျွန်တော်လည်းမြင်လိုက်ပါ၏။သို့တော်လူရိုင်းဆိုတာမျိုးဟာတဲခက်တာကလားမောင်ရဲ့လူမမာနားမှာစောင့်နေရတာကြတော့ပြင်းနာနဲ့ထွက်သွားရောထင်ပါရဲ့ကျွန်တော်လည်းဘယ်လိုသွားရင်းဆိုတာမပြောတတ်ပါဘူး" ရေမောပြောဆိုပြီးလင်ဘယင်မသည်၎င်းစကားရက်ကိုဖြတ်၍အခြားစကားကို